ကရီနီပြည်ဒီဘောဆိုမြို့နယ်ထဲစစ်ကော်မရှင်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်ဒေသခံတွေနဲ့စစ်ပေးရှောက်တွေကစိုးရိမ်နေကြပါတယ်တိုက်ပွဲတွေကြောင့်နေရာတစ်ကိုထပ်ပြီးတော့တိမ်းရှောင်ရမယ်ဆိုရင်လည်းမလွယ်ကူလာဘူးလို့စစ်ရှောင်တွေကပြောပါတယ်။ပြေးစရာနေရာလည်းမရှိတော့ဘူးလို့ဒီမိုးဆိုအနောက်ခြံကစစ်ရှောင်အမျိုးသမီးတယောက်ကပြောပါတယ်။ ဒီမိုးဆိုကနေဖရူဆိုလမ်းမကြီးတစ်လျှောက်ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ဂရနီတော်လည်ပူပေါင်းအဖွဲ့တွေကြမှာဒီနေ့အချိန်ထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကွန်မရှင်ကစစ်ရေးပြင်းမဲ့အရက်သားပြင်းမဲ့မခွဲခြားဘဲနဲ့လက်နက်ကြီး drone အပြင်လေကြောင်းတိုက်ခိုက်မှုတွေပိုလောက်လာပါကိုလေဒီမိုးဆိုအနောက်ခြံကစစ်ရှောက်တွေကစိုးရိမ်နေကြတယ်လို့ပြောပါတယ် မြင်းပြင်ကစည်ရီအခြေအနေတွေကြောင့်ဖူโซထားလဲနန်ဖဲလမ်းမကြီးအပါဝင်တခြားလမ်းတွေတွေအားလုံးကိုစက်တင်ဘာလ23ရက်နေ့ကနေဒီနေ့အချိန်ထိပိတ်ထားတာဖြစ်ပါတယ်ဒါပြင်လွိုက်ကောဒီမိုဆိုဖူဆိုဘောလကဲလမ်းမကြီးကလည်းတွာလာလို့မရသေးဘူးလို့ဒီသားခံတွေကပြောပါတယ်